ရဖိုးနဲ့ယူနိုက်တက်ကဒူမားနဲ့မင်းလိုပဲလမ်းခွဲလိုက်တာပဲကောင်းတယ်လို့ပြောလိုက်တဲ့ရိုက်ယက်ကမန်ချက်စတာယူနိုက်တက်တင်းရဲ့ကတဝင်ကစားသမားရိုက်ယက်ကမာကတ်ရဖိုးဟာအတင်းမှာသူ့ရဲ့အနာဂတ်ကိုမမြင်တော့ဘူးလို့ပြောကြခဲ့ပါတယ်ရဖိုးဟာအက်စတွန်ဗီလာတင်းကိုအငှားနဲ့ရောက်ရှိပြီးတဲ့နောက်မှာခြေစွမ်းကောင်းကြီးပြန်လည်ပြသနေတယ်လို့အဲ့ဒီတင်းမှာလည်းပြောရွှင်နေပုံရပါတယ်2016ခုနှစ်မှာရဖိုးကိုပွဲဦးထွက်ခွင့်ပေးခဲ့တဲ့လူဝစ်ဗန်ကားရဲ့လက်ထက်မှာလက်ထောက်နီးပြဖြစ်တောင်းဝန်ယူခဲ့သူဂိတ်ကတော့ရဖိုးအနေနဲ့ဒီနေရာစီမှာယူနိုက်တက်နဲ့အပြစ်တက်လမ်းခွဲလိုက်တာဟာနှုတ်နှစ်ဖက်တော့ပိုကောင်းမယ်လို့ယုံကြည်နေပါတယ် ရိုဘတ်အမော်ရင်ရဲ့လက်အောက်မှာပို့ထွက်ကစားခွင့်ရဖို့ရုန်းကန်ခဲ့ရပြီးနောက်ဇန်နဝါရီလမှာရက်ဖို့ကဘီလာဘက်ကိုပြောင်းရွှေ့ခဲ့ပြီးအသင်းရဲ့အဓိကကစားသမားတအူးပါဖြစ်လာခဲ့ပါတယ်။ယူနိုက်တက်အကယ်ဒမီမှာဘန်ကားနဲ့အတူဆိတ်လို့ရှားစရာကောင်းတဲ့လူငယ်ကစားသမားလေးကိုမြင်ခဲ့တာကိုပြန်ပြောင်းပြောပြရင်ရိုင်ကစ်ကအသက်29နှစ်အရွယ်တိုက်စစ်မှုဟာသူ့ရဲ့အသင်းဟောင်းအတွက်မဟုတ်ပဲတခြားအသင်းတင်းအတွက်တော့တောက်ပတဲ့ကစားသမားတအူးဖြစ်လာနိုင်တယ်လို့ဆိုပါတယ်။သူကယူနိုက်တက်မှာပျော်ရွှင်ပုံမပေါ်ဘူးလို့ရိုင်ကစ်က Rio Ferdinand Brazza ပုံကတ်မှာပြောကြားခဲ့ပါတယ်။သူအခုတော့ပိုပြီးပျော်ရွှင်နေပုံရပါတယ်။ ကိုပြုတ်ထားတဲ့ပန်းလေးကတခြားသူစီမှာလပ်ပနေတဲ့မြင်ကွင်းကတကယ်ကိုရင်နာစရာကောင်းပါတယ်။မကရက်ဖိုးနဲ့ယူနိုက်တက်တို့သူတို့လမ်းခွဲလိုက်တာအကောင်းဆုံးဖြစ်မယ်လို့ကျွန်တော်ထင်တယ်။သူကတခြားအသင်းတစ်သင်းအတွက်တောက်ပတဲ့ကစားသမားဖြစ်လာမှာသိကြပေမဲ့ဘယ်အသင်းလဲတော့ကျွန်တော်မသိပါဘူး။ရက်ဖိုးက2028ခုနှစ်ထိယူနိုက်တက်နဲ့စာချုပ်သက်တမ်းရှိနေပြီးအသင်းအနေနဲ့သူ့ကိုဆက်ထားမလား၊ကြောင်းထုတ်မလား၊ဒါမှမဟုတ်နောက်တစ်ချိန်ငားချမလားဆိုတာဆုံးဖြတ်ရမှာပဲဖြစ်ပါတယ်။ဒါပေမဲ့ရက်ဖိုးကိုယ်တိုင်ကလည်းသူကနောက်ထပ်ပြောင်းရွှေ့နဲ့ပတ်သက်ပြီးဆုံးဖြတ်ပိုင်ခွင့်ရှိမှာဖြစ်ပြီးသူ့ရဲ့အေဂျင့်တွေဟာဇွန်လအလယ်ထိဘလို့ဆွေးနွေးမှုမှပြုလုပ်မှာမဟုတ်ဘူးလို့သိရပါတယ်။ ယူနိုက်တက်ကနေဗီလာကိုပြောင်းရွှေ့ပြီးနောက်ခြေစွန်းတိုးတက်လာတဲ့အတွက်ရက်ဖို့ကအင်္ဂလန်အသင်းမှလည်းပြန်လည်ပါဝင်ခွင့်ရခဲ့ပြီးအွန်လိုင်းအမရီရဲ့အသင်းအတွက်တော့ဆက်ကုန်းနဲ့ပွဲမှာ၄ဂိုးသွင်းယူပြီး၆ကြိမ်ဂိုးဖန်နီးပေးခဲ့ပါတယ်။သူဟာဗီလာဘက်မှာပျော်ရွှင်နေပြီးအသင်းမော်ရီနီးပြအဖွဲ့ဝင်အနေနဲ့လည်းဆက်ဆံရေးကောင်းမွန်တယ်လို့သိရပါတယ်။ရက်ဖို့ကဗီလာအသင်းကိုအက်ဖရီဘလာဆီမီဖိုင်နယ်အဆင့်ထိပို့ဆောင်ပေးနိုင်ခဲ့တယ်လို့ချန်ပီယံလိဝင်ခွင့်အတွက်လည်းမျှော်လင့်ချက်ရှိနေတဲ့အတွက်လက်ကျန်ရာသီကိုဗီလာမှာပဲအာရုံစိုက်သွားမှာပဲဖြစ်ပါတယ်။ဗီလာအသင်းကချန်ပီယံလိကွာတာဖိုင်နယ်မှာတော့ ပြန်ဘက် PSG ကိုရေးနှင်းခဲ့တာကြောင့် Champions League ကနေထွက်ခွာခဲ့ရပါတယ်။ဒီမှာ United ကတည်းကအမှားကိုချက်ပြတ်ပြီး